နှစ်ကုံတော့မှဆိုတော့ဒီကိုဖန်ဒီ site တွေကိုပြပြီးတာတပတ်တပတ်ကိုရင်တော့တပတ်မှတစ်ချိန်လောက်ပဲတင်တာပါအလုံးဆုံးနှစ်ခါပေါ့ဒီထက်မတင်ပါဘူးအဲ့ဒါအခုကနှစ်ကုံတော့မှဆိုတော့ဇက်တိုက်တင်ပြီးတာအခုကတစ်ထွိုင်းလေးရေ၃ခွန်လေးတော့ပြပြမလားမပြပြလားမသိဘူး၃ခွန်လေးရတယ်တော်တော်ကောင်းတယ်အဲ့ဒါတစ်ထွိုင်းလေးကတော့အရန်ပညာသားပါလို့ကျွန်တော်ဟိုဟာပြပြလိုက်မှာနော်လက်ထွိုင်းလေးလိုက်နေကြတာဆိုတော့အဲ့ဒါနော်ကျွန်တော်ကဘာလို့တော့မှမကန်တဲ့တစ်ထိုင်းနဲ့ကစားတာမဟုတ်လို့နော်တစ်ထွိုင်းလေးကိုကျွန်တော်ပြပြလိုက်မယ်နော် ကျွန်တော်ဒီမှာ630เนาะအဲ630เนาะဒီမှာကျွန်တော်တို့မှာတော့6ချောင်းမှာ630လေအဲ630ရဲ့3ရက်3ရက်3ဆောင်းတည်တယ်သူရဲ့7နှစ်မြောက်ကိုလာထွက်တယ်3ရက်3ရက်3သူရဲ့၄ပင်အပေါ်ဆောင်းမှာ3ရက်ခွန်ခွန်သူရဲ့3ပင်မြောက်အပေါ်ဆောင်းမှာ၅လေးလေးလို့ထောက်တယ်သူရဲ့7နှစ်ပင်မြောက်မှာကျွန်တော်1965လို့တည်တယ်တဲပြီးတော့ကျွန်တော်တို့ဒီမှာတထန်းနေเนาะ630အဲ့လို တဲ့တယ်တဲ့ပြီးတော့3980သူအဲဇောင်းကနေဒီပဲ70မြောက်ကို980လို့ထွက်တယ်ထွက်ပြသူရဲ့၄ပင်မြောက်အပေါ်ဇောင်းမှာ9390သူရဲ့3ပင်မြောက်အပေါ်ဇောင်းမှာ445 7ပင်မြောက်မှာ169ဆိုပြီးတဲလိုက်တယ်နော်တဲ့နော်အဲ့မှာသူရဲ့3990ရဲ့ဇောင်းက603ပြန်ကြတယ်10ချိန်မှာပဲပြန်ကြတာသူ့ဘောက်9620ချိန်ပြန်ကြတယ်ကြာပြီးတော့ဒီမှာ 298ဟောပါဦး259 298လို့ဖတင်ထက်ကြတယ်เนาะကြရွက်ဒီ300ခွန်ဇောင်းကเนาะ303ခွန်ဒီ10ချိန်မှာပြန်ကြတယ်အဲ303ခွန်ပေါ်41ခွန်ဒီလည်း22ချိန်ကိုကြရတယ်ကြရွက်မှာ95953ဒါပရင်းတက်လိုက်တာပေါ့เนาะအဲ့ဒါအဲ့လိုတက်ပြီးတော့တဲ့သူကကျွန်တော်ဒီတင်ငါးခုရဲ့တနစ်ချာဒါထွက်ပြီထွန်ရဒုက္ခကခွန်ထိုင်းလည်းထွက်ပြီးထားထူကြတာเนาะအဲ့မှာဒါတော့ကျွန်တော်ကဒီအနေနဲ့မှာဖမ်းလာလာဒီခွန်ထိုင်းဘယ်လိုထူကြလဲဆိုတော့သူက ပျောက်ကနန်းထွက်တာပေါ့နော်ဘယ်လိုပျောက်ကနန်းထွက်တာလဲအဲကျွန်တော်ဒီမှာ၅လေးလေးကနေစတယ်နော်ဒီမှာ၅လေးလေးနော်တရားလာတဲ့80နော်ခွန်တုံညခွန်လေး၅၅နော်ဒီမှာတုံညတုံညတုံတုံညခွန်ကုံ၅လေးလေး၅လေးလေးကဒီမှာ၄နောက်တွဲနဲ့၄ထိပ်တည်တဲ့၄သုံးလုံးအဲ့၄သုံးလုံးကြီးတဲ့၁၂၃လေးသူက၄နည်းမြောက်ပါ၄ထိုင်ဆိုပြီးလာထွက်၄သုံးလုံးကအဲ့သူ့ပေါ်ပမာဏလုံး၉ပိတ်နော်သူ့ပေါ်ပမာဏလုံး၉ပိတ်မရှိခဲ့နော်အဲ့သူ့ပေါ်ပမာဏလုံး၉ပိတ်နော်ဟိုအဲ့လိုပဲကျွန်တော်ဒီမှာဒုတိယကနော်အဲ့ဒါ လင်းငါငါလင်းငါငါကိုနောက်တည့်လင်းငါနဲ့ကိုထိန်းနေဆိုလင်းငါကိုလင်းငါကိုဒီတနေ3လေးလင်းငါကိုလို့ထည့်ထွက်ထွက်ပြီးတော့ဒီမှာကိုပိတ်အဲကိုပိတ်ဒီအဲ့နေထည့်ဘာမှတော့ကိုပိတ်ခဏဖြစ်ရနော်အဲ့မှာလာကြကြရတာအခုကျွန်တော်ထွက်ပြီးမဟုတ်ရသူက10နှစ်မြောက်ပေါ့ဒါ၄ထိုင်ရ10နှစ်မြောက်ပေါ့ဗျာကျွန်တော်၄၃လုံးရရောက်သွားရ၄၃လုံးရ10နှစ်မြောက်ပေါ့ဒါထွက်ခဲ့ပြီပေါ့ဗျာဒါဒါဘာလို့ကျွန်တော်တို့ဒီကထွက်ပြီးမှထိုင်တော့ဒီခွန်တိုင်းထွက်တော့မယ်ဆိုရင်လေသူက1 2 3 4 5 6ခွန်8ကိုကိုပိတ်မြောက်1 4 4လို့ထောင်ထားတယ်နော်အဲ့မှာ ခုကျွန်တော်ဒီမှာကိုးပင်မြောက်ဒီနဲ့တက်တယ်နော်ဒီ2 3 4 5 6 8 9 10 4 4လို့ထောင်းထားတယ်အဲ့အလေးနဲ့ထွန်ထွန်းနိုင်မလားလို့အမြောက်ကပြောတယ်အဲ့လိုကြီးပဲမဟုတ်ဘူးကျွန်တော်ဒီထန်ထွက်တော့မယ်ဆိုရင်တဲ့ကျွန်တော်တို့အမှန်နော်ကျွန်တော်ဒီမှာဒီလိုအခွေကိုးလို့ဖြစ်တယ်အဒီမှာ8 1ကိုးအဲ့ကိုးဒီ8 1 6ဆိုတဲ့အခွေကိုးဒီဒီ8အဲ့8ကဒီမှာလာပိတ်ပိတ်ရတော့တက်ခါမလို့တက်ပတိအဲ့တက်ပတိဒီကို8ခွနဲ့တက်ပတိဖြစ်ရမယ်အဲ့အောင်မှာလာထွက်တာ ီကောင်ထောက်တာတက်တက်နော်တေလေးသုံးလေးလေးသူနဲ့တက်တယ်အဲ့တက်တက်မှာသူကအပေါ်ကတစ်ခါတုတ်တက်တစ်ခါဒီတစ်ခါမို့လို့တက်ပတိတ်အဲ့တက်ပတိတ်ဒီတဲ့ဒီမှာကိုရှစ်ခွာနေနော်အဲ့ကိုထိတ်ကလည်းဖိမှန်ဆုံးကိုထိတ်ဖြစ်ရမယ်အဲ့နေ့ထဲမှာအဲ့ရှစ်ကဘယ်လိုလာပိတ်လဲဆိုတော့ဒီမှာကျွန်တော်တို့၈၁ကို၈ဖြစ်လို့၈လာပိတ်တယ်နော်အဲ့လားအဲ့လို၈လာပိတ်ပြီးရောတယ်သူနောက်နှုံးပေါင်းနှစ်နဲ့ကိုလေးရှစ်ဘာလို့ထွက်ရလဲဆိုတော့သူကဒီမှာသူ့ဘောကနှစ်သုံးလုံးထောင်းထားတယ်သူရှင်းနေမှာနှစ်သုံးလုံးနှစ်ဘောကကျွန်တော်တို့ဟိုပါဗော နှစ်သုံးလုံးထောင်တာလို့တဲ့နောက်နောက်ပေါင်းနှစ်နှစ်လာထွက်တာနော်အဲ့ဒါဒါအထောက်အရင်ဆုံးလာပြောတာအခုကျွန်တော်ဒီမှာဒီကောင်ထောင်ပြီးတေ၄သုံး၄လေးနော်ထောင်ပြီးသူကကိုတက်ကြောက်ပါထားတတ်မလားနော်အဲ့မဲ့လေးခါမလို့လေးပိတိတဲ့အဲ့လေးပိတိကြီးကလည်းကို၈ခွန်းနဲ့လေးပိတိဖြစ်ရမှာနော်အဲ့လိုပဲဒီလိုပဲ၃၆၉ဆိုတဲ့ရှစ်မလို့တဲ့ရှစ်ကပိတ်ရတယ်နော်ဟုတ်လားအဲ့မှာကျွန်တော်၁၁၆ရဲ့တပင်ကြမ်းမှာနှစ်သုံးလုံးထောင်ဒီမှာတော့ထပ်မထောင်နော်ဒီမှာ၁၁၆ရဲ့အောက်မှာ၅သုံးလုံးထောင်ဟုတ်ပြီဒီမှာ၆သုံးလုံးထောင် နောက်ယူမယ်ဆိုတော့၅၃လုံး၅ဘောက်ဝတ်တုံးရအောင်เนาะအဲ့လိုမျိုး तू อ่ะလှဲ့မှာဘလို့လှဲ့မလဲဆိုတော့ तू อ่ะ तू နှစ်ဘောက်ဝါတဲ့နှစ်၃လုံးမို့လို့တဲ့ဒီခွန်ထိုင်ထွက်တဲ့နာမှာနှစ်၃ထောင်နှစ်ဘောက်ဝါခွန်နောက်နေ့ခွန်ဒီစထွက်မယ်ဆိုရင်တဲ့ထိုင်နဲ့စထွက်တာသူ့ပေါ်မှာခွန်ကမထွက်ခဲ့မထွက်ခဲ့เนาะခွန်မထွက်ခဲ့ဘူးငါမထွက်ခဲ့ဟုတ်လားဒါပေမဲ့ဒီနှစ်ဘောက်ဝါခွန်အဲ့ခွန်ကခွန်ဘောက်နှစ်ဘောက်ဝါခွန်ကစထွက်မယ်ဆိုရင်ခွန်နဲ့စထွက်တယ် ကဒါ9ဆထွက်အခုအဲ့မှာကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီပါရှင်းနေတဲ့ဒင်းမှာ6သုံးလုံးထောင်6ပေါက်ဝါတက်ဒီအခုထိမထွက်သေးတက်ကပြောက်ဒါဆိုရင်တက်ကထွက်မယ်လို့ final ဆထွက်ရမလားဟုတ်လားဒီမှာတက်တက်6ရောက်အောက်က9သုံးလုံးထောင်မြောက်9ပေါက်ဝါ3ညတော့ထွက်သွားပြီဒါတော့ထွက်ရထွက်ချင်မှထွက်တော့ဒါပြောတော့မရဘူးဗျာကျွန်တော်ပြောတာအတွက်3ညထွက်သွားဒါပေမဲ့တက်ကပြောက်ဒီ6သုံးလုံးထောင်မြောက်အသက်ဖြစ်နေနော်6သုံးလုံးထောင်လားအသက်ကျွန်တော်တို့အဲ့ဒါဟုတ်လားဒါတော့ဒီ6ပေါက်ဝါတက်ဒီဆထွက်တာလေတက်ထွက်တယ်ဆထွက်ပါလားဟုတ်လားနော်၄ခေါင်းလို့ လေးပတိကိုရှိခွားနေเนาะဒီတိုင်းကလည်း39 36 9ရှစ်ဖြစ်နေအဲ့ရှစ်ကလည်းဒီမှာလာပိတ်နေအပိတ်ဝင်ရတယ်ဒီကောင်လည်းထောက်နေ143 44အဲ့အောက်မှာပျောက်တဲ့ခဏကစထွက်မလာเนาะပျောက်တဲ့ခဏဒီမှာစထွက်မလာတက်ကဒီမှာနှစ်ပါဝါခွန်เนาะနှစ်ပါဝါခွန်เนาะခွန်ဒီစထွက်တာနဲ့ခွန်เนาะနှစ်ပါဝါခွန်ခွန်ဒီစပေါ်နဲ့ထိုင်နေစပေါ်လာဒါเนาะဒါတက်ထွက်အဓိကအနည်းငယ်လေးကျွန်တော်တင်ပေးလိုက်တာเนาะနောက်ရသေးတယ်ကျွန်တော်เนาะတက်ကဒါခမြောက်လည်းတီးပြီးလား3ခုဆုံးနေနေเนาะနှစ်ချိန်ကနောက်တွဲတီး ၅ခုဆုနဲ့မှာထွက်တယ်အဲ့ဒီပါ၃ခုဆုနဲ့နဲ့ဒါကမြောက်မေးနေမှာမဟုတ်လို့နော်ရှစ်ဘူးတွဲသည်ကျွန်တော်တို့နောက်နေ့ငါးမြောက်မှာတက်ရှစ်ဘူးသည်ရှစ်ဘူးလို့သူအထိုင်လိုက်မပြတ်ကြတာပဲနော်နောက်၃ခုဆုနဲ့နဲ့နှစ်ကျန်၃ခွန်တွဲနောက်နေ့မှာ၃ခွန်တွဲလို့ကြတာပဲမ၃ခွန်တွဲနော်အဲ့မှာအခုနောက်၃ခုဆုနဲ့နဲ့ခွန်တုံညအခွန်တုံညဟောင်းနေ့မှာခွန်တုံညလို့အတွဲလိုက်ကြတာအဲ့ဒီပါ၃ခုဆုနဲ့နဲ့ကျွန်တော်တို့ဒီမှာ66အဲ66ဒီ5ခုဆင်းနေမှာ66လို့တွက်လိုက်ကြတာအခုကျွန်တော်တို့ဒီမှာ3ခုဆင်းနေတယ်တစ်တစ် နဲ့တက်ဘူးလေဒီနေ့လောက်လာအဲ့တော့ကျွန်တော်က try ပေးခြင်းလို့တက်ကိုတတ်တာလားဒါအမျိုးမျိုးစဉ်းစားရတာပေါ့ဗျာနော်အဲ့ဒါဒါပေမဲ့ဒီကျင်းတော့ try ရတော့တက် try တော့အရင်ကောင်းပါလားနော်အဲ့ဒါဒါကြိုက်တော့ထို့ပေါ့နော်ဒါလေးကကျွန်တော်ဒါပြန်ပြောပြရဲသူဖြတ်တော့မယ်ဆိုရင်ကျွန်တော်ဒီကတော့ဒီကနေစားလာငါးလေးလေးအဲငါးလေးလေးကဒီ frame ရမယ်ငါးလေးလေးအဲငါးလေးလေးကလေးပူးနေလေးထိနေလေးလေးတုံးလို့အဲလေးတုံးတင်းနေတုံးလေးမှလာကြလေးတုံးအဲမှသူ့ရဲ့ဆယ်နှစ်မြောက်နော်ထိုင်ထွက်တော့မယ်ဆိုရင်တဲ့သူက ကိုရှိခွာအဲ့ပိုဒီအဲ့နေထမပေါင်းလို့ကိုဖြစ်ရနော်ကိုရှိခွာနဲ့တက်ခါမလို့လေးပတိတက်ခါမလို့တိပတိ sorry နော်တက်ခါမလို့တိပတိနော်အဲ့လိုဖြစ်ရမှာဒီလိုဆောင်ခွေလေးရလေးရှစ်တက်ကိုနော်ရှစ်ဖြစ်တယ်အဲ့ရှစ်ဖြစ်တဲ့ဟာလည်းပြိဝင်ရတယ်နော်အဲ့အောင်မှာထွန်ထွက်တာနော်အဲ့လိုပုံစံမျိုးလေးနော်အခုကျွန်တော်ဒီမှာလေးခါမလို့လေးပတိကိုရှိခွာနဲ့နော်3 6ကိုရှစ်ဖြစ်ပြီအဲ့ရှစ်ကဒီအပိတ်ဝင်ရတာဒီမှာလည်းကျွန်တော်တို့တက်လေး3လေးလေးထောင်ထားတယ်ဟုတ်လား ဒါတွေကခင်ဗျားတို့လည်းတည်ပြီးသားပါအခုထိုင်ထွက်တော့မယ်ဆိုရင်ကျွန်တော်ဒီမှာနားမအောင်နားမကျွန်တော်တို့ညှို့ထိုင်ထွက်တယ်နော်မခွန်၃9ကိုနော်ကိုလို့ဖြစ်တာနဲ့တဲ့ဒီအဖွေကိုလို့ဖြစ်နေကိုပိတ်အဲ့အောင်မှထိုင်ထွက်တာနော်အဲ့ဒါဒါတွေကခင်ဗျားတည်ပြီးသားတွေမေ့နေမှာမလို့မှာပါဟုတ်လားဒီမှာလည်းအဲ့လိုပဲကိုနဲ့နော်ကိုကိုကိုပိတ်အောင်မှထိုင်ထွက်တာနော်အခုဖြစ်ခဲ့လို့နော်ဒီမှာလည်းခွန်လည်းအဲ့လိုပဲရှိဖြစ်လို့ဒီအောင်မှလာထွက်တာကျွန်တော်တို့အဲ့နော်အဲ့ဒါအခုဒီမှာလည်းအဲ့လိုခွေပြီးပြီနော်ထိုင်လာပါဘို့နော် ဒါမှမဟုတ်လည်း116ပေါ့ပါဝါတွေကြလဲဆိုလည်း116ကိုထိုးလိုက်နော်နော်ဟုတ်ပြီလားဒါတစ်ထွာနော်အဲတစ်ထွာရင်လည်းပြီးတော့ကျွန်တော်အမှန်ဟိုဟာလေးပြရမယ်ဟိုဟာပေါ့နော်တို့ဘာတော့3 3 0လေးကိုကျွန်တော်ပြပေးမယ်နော်ဟောဒီကျွန်တော်ဒီမှာအရင်တော့ကလည်းကျွန်တော်ပြပါတယ်ဟုတ်တို့6ဖြစ်ချင်း6ဖြစ်တော့4နဲ့ချ ပေါ့နော်ဟိုဘက်လေးနေချ1 2 3 4ဟော9နေချ1 2 3 4 5 9နေချမှာလဲဟိုဘက်9နေချ1 2 3 4ဟုတ်ရဲ့4နေချနော်အဲ4နေချမှာတဲ့ခုန6ဖြစ်ချင်းဒီကခွန်ဖြစ်ချင်းဒီက10ဖြစ်ချင်းနဲ့လာမလားပေါ့နော်10ဖြစ်ချင်းနဲ့လာမလားအဲဆိုရင်ကျွန်တော်ဘယ်လိုကြည့်မလဲသွားပင်ချားနေနော်ဒီမှာပဋိိန်းနဲ့ခါနဲ့ပုံရင်3ဖြစ်တယ်အဲ့၃ဖြစ်တဲ့ပြီးမှာ6 6 6ဖြစ်တာထိပ်သုံးလုံး6ခါသုံးလုံး6ပြေးသုံးလုံး6အဲ့6ဒီဘာလို့သူ့ဘဝတက်ရှိလို့တက်ဘဝ6ဖြစ်တာလားနော် ဲ့ဒီကကျွန်တော်လေးနှစ်ချအပင်ချောက်ကွက်တီနော်ဒီမှာပဒိတ်နဲ့ခါပေါင်းကြီးတီသုံးဖြစ်တာမတိပဒိတ်နဲ့နှစ်ခါသုံးဖြစ်တာနော်အဲ့ဒီမှာဒီမှာလေးလေးချောက်ဆိုလေးပြည့်ရှိအဲ့လေးပဒိတ်အဲ့လေးလေးချောက်ဒီဒိတ်သုံးလုံးပေါင်းရင်အော်ခွန်ခါသုံးလုံးပေါင်းရင်ခွန်အပိတ်သုံးလုံးပေါင်းရင်ခွန်လို့ဖြစ်တာနော်အဲ့အဲ့ခွန်လို့ဖြစ်တယ်အဲ့ခွန်အဲ့အဲ့ဖြစ်တဲ့ခွန်ဖြစ်ချင်းခွန်သုံးလုံးဖြစ်ချင်းဒီလေးလေးလေးပဒိတ်ပဲအခုဒီနောက်ဒီမှာလေးနှစ်ချတတိယကံနော်ပဒိတ်နဲ့ခါပေါင်းရင်ပဒိတ်နဲ့ခါပေါင်းရင်ဒီခါနော်ပဒိတ်နဲ့ခါပေါင်းကြီးဒီသုံးဖြစ်တာနော်ပဒိတ်နဲ့ခါမြေသုံးဖြစ်တာအဲ့သုံးဖြစ်တဲ့အပေါ်မှာဒီမှာသုံးလို့ခံထားတယ် เนาะ MR 8လို့ဖြစ်ရအောင်เนาะဒီမှာ2လို့ခံထားရအောင်ဟုတ်လားနှစ်ဖြစ်ပြီးမှနှစ်ပါပါခွန်လို့ဆင်းတယ်ဒီမှာ3လို့ခံထားတယ်เนาะအဲ3ခံထားလို့10ဖြစ်ရအောင်10ဖြစ်ရမယ်ဆိုတော့6ပြည့်ဖြစ်ရအောင်ဒီမှာကျွန်တော်တို့က9ဆို10ဖြစ်အောင်3ဒီမှာ1ဆိုတော့10ဖြစ်အောင်ခွန်ဒီမှာ6ဆိုတော့10ဖြစ်အောင်4 3ခွန်4 6ပြည့်ပွတ်တိဖြစ်နေเนาะသူက senior အထောင် senior train ဖြစ်ချင်း senior လည်းဖြစ်ရမယ်เนาะဟိုက break break ကလည်း6ပြည့်ဖြစ်ရမယ်เนาะနောက်ပြန်ပြောမယ်ဒီမှာ break နဲ့ခါနဲ့ပေါင်းရင်4အောက်3ပြောလား sorry break နဲ့ခါပေါင်းရင်3 နော်သူ့ဘဝတက်လေးခံတာအဲ့တက်ဖြစ်ပြီလို့တဲ့ဒီမှာခြေတုံးမောင်း6ခါတုံးမောင်း6အပိတ်တုံးမောင်း6အဲ့6ရဲ့ဒီတဲ့ဒီသူ့ဘဝတက်လေးကြောင့်တက်ပါဝါ6လို့ဖြစ်တာလားဒီမှာ၄နှစ်ချာနော်ပရိနေခါပေါင်းရင်3နော်တပရိနဲ့နှစ်ခါပေါင်းရင်သုံးဖြစ်လို့တဲ့ဒီမှာနှစ်နှစ်ထိတ်လေးခံထားလို့တဲ့နော်နှစ်ပါဝါခွန်ထိတ်သုံးလုံးခွန်ခါသုံးလုံးခွန်အပိတ်သုံးလုံးခွန်ခွန်ဖြစ်ရတာနော်အဲ့မှာ၄ပရိဖြစ်ရတယ်လေးလေး၆ပဲအခုဒီမှာကျွန်တော်ဝတ်ပါလေမက်ပရိနဲ့ခါပေါင်းကြီးဒီမှာခွန်ပရိနဲ့၆ခါဆိုပရိနဲ့ခါပေါင်းကြီးဒီခွန်အတော့နော်အဲ့၃နဲ့ဒီမှာ သုံးထိပ်လေးခန္ဓာသုံးပါပါရှစ်ဖြစ်အောင်ရှစ်ဖြစ်ဖို့ရည်ဒီမှာ9ဆိုတော့3เนาะခါအတစ်ဆိုတော့ခွန်เนาะအပိတ်နှလုံးက4ဆို4ပြ3 4เนาะအဲ့ဒါเนาะဒါ3 4เนาะ3 4เนาะတက်ထွန်ရေ3 4ရေပေါ့เนาะအဲ့ဒါမနေ့ပြန်ထွက်တော့မှဆိုတော့ ML 4ကလုံးပိုင်ကကျွန်တော်ပြရတယ်เนาะဟာလာကျွန်တော်ဒီမှာကီးလေးထိနေအပိတ်ပေါင်းရင်ဒီခွန်ထိနေအပိတ်ပေါင်းရင်6เนาะခွန်6အဲ့ခွန်6ဒီတဲ့ သူ့ရဲ့နောက်နေမှာတလုံးပါခွန်တလုံးပါနှလုံးမှာတလုံးမယူဘူးเนาะเนาะအဲ့ဒီမှာအခုဒီမှာကျွန်တော်တို့ထိတ်နဲ့ပိပောင်းခြင်းဒီလေးခွန်အပိတ်နဲ့အပိတ်ထိတ်နဲ့ပိပောင်းခြင်းဒီ၅လေးဟောပေါင်းမခွန်၅เนาะခွန်၅အဲ့ခွန်၅ဒီတဲ့ကျွန်တော်တို့ဒီမှာ၅တလုံးပါတယ်ဒီလိုပဲကျွန်တော်ထိတ်နဲ့အပိတ်ပောင်းခြင်းဒီ2เนาะထိတ်နဲ့အပိတ်ပောင်းခြင်းဒီ6နှစ်6နှစ်တလုံးပါတယ်အဲ့လိုပဲထိနေပေပောင်းခြင်းဒီ၃ညထိနေအပိပောင်းခြင်းဒီ၃ည၃ည၃ညဒီရော၃ညတလုံးပါတယ်เนาะအဲ့လိုပဲကျွန်တော်၃၃ရက်နှစ်၅ နော်သုံးထိန်နဲ့ကိုပိတ်နှစ်နော်ငါးနှစ်နော်နှစ်တလုံးပါတယ်အဲ့ဒီပဲ36နော်ကို4နော်အဲ့ကို4နေဒီဟော4တလုံးပါတယ်3နှစ်5 8 4နှစ်နော်နှစ်5ငါးတလုံးပါတယ်နော်8 6ဆိုတော့4 3 5ဆိုတော့8 8 4ဟော4တလုံးပါတယ်နော်အခုဒီမှာ6 8 4ဖြစ်တယ်နော်6ရဲ့6ရဲ့ပေါ့နော်5ဖြစ်တယ်5လေးတလုံးထိအခု3ခွန်4ရကီးညီတယ်နော်3ခွန်4ကျွန်တော်ကီးညီတယ်ဟုတ်ပြီလားနော်အဲ့ဒါ6ဒါကြီးရဲ့6 6မှန်တယ်တော့ နော်အခုချိန်ပေးမပေးတော့ကျွန်တော်လည်းမသိဘူးနော်နောက်လျှောက်တော့မှန်ခဲ့အောင်မှန်ခဲ့တော့ပေါ့နော်အဲ့ဒါအဓိကလည်းကျွန်တော်ကြာကြာ304နော်အခုကအဓိကနော်304ရဲ့ကျွန်တော်တို့ပါတော့တစ်ထွန်ရဲ့